ုတ်ကဲ့ညီမအခုတိုးလုပ်ပေးမယ့်အိမ်လေးอ่ะဆိုလို့ရှင်เนาะမြောက်တကုံမျိုးနယ်ရဲ့ရက်ကွက်ကောင်တစ်ခုဖြစ်တဲ့40ရက်ကွက်မှာတရှိရဲ့ 3RC အိမ်လေးလုံးနဲ့ပဲမိတ်ဆက်ပေးมาဖြစ်ပါတယ်ဒီအိမ်လေးอ่ะဆိုလို့ရှင်เนาะ model design classic design နဲ့စောင့်ထောက်တဲ့အိမ်လေးတစ်ခုပဲဖြစ်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကိုတော့ညီမ video ရဲ့နောက်ဆုံးမှာပြပြပေးมาဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမနဲ့အတူ video သေးဆောင်အောင်ကြည့်ပေးကြပါဦးရှင် ုတ်ကဲ့ညီမဒီတစ်ပတ်တိုးလုပ်ပေးမယ့်အိမ်လေးရဆိုလို့ရှိရင်တော့မြောက်တကုံ40ရက်ကွက်မှာတည်ရှိရဲအိမ်လေးလုံးကိုတိုးလုပ်ပေးပါမယ်။ဒီညာဆိုလို့ရှိရင်ဘင်းအောင်လမ်းမအနီးတပေရွှေလေးလောင်းကိုဒဲပေါက်တဲ့နေရာမှာတည်ရှိပါရယ်။ဒီရဲ့အခြေဝန်ကဆိုလို့ရှိရင်တော့ပေ20 60ပေါ်မှာလုံးဝ classic ဆန်ဆန်ဆောက်ထားတဲ့အိမ် design 3R စီအိမ်လေးလုံးပဲဖြစ်ပါရယ်။ဒီရင်လေးကိုညီမတို့တစ်ချက်တော့အထက်ထဲမှာတိုးနေနဲ့ light လေးလာကြည့်အောင်ပေါ့နော်။အိမ်ရဲ့အရှိမျက်နှာဝအောင်အရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်ဒါကပ်ပကင် အေရီယာလောက်လို့ရအောင်ပါနော်။နက်စီလောက်အေးအေးဆေးရဲလို့ရတယ်။တမန်လင်းကိုလည်းဒါလမ်းမတဲ့နက်ပေအကွာလောက်မှာသူတို့မြင့်မိထားတယ်ပေါ့နော်။ခြံစည်းကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝဟိုခြံစည်းတကားအကျယ်ကိုပဲသုံးမိထားတယ်။တကားကလည်းဒါလုံးဝခေါက်တကားပုံစံနဲ့ပဲသုံးမိထားတာပေါ့နော်။ဒီအပေါ်မှာဆိုလို့ရှိရင်လည်းဒီခြံရဲ့ safety ဖြစ်အောင်လို့သူတို့က blade suit ကိုနှစ်ဆင့်ကာမိထားတယ်။ညီမတို့ခြံနဲ့တစ်ချက်ဝင်ကြည့်မယ်။ခြံတကားဆိုလို့ရှိရင်ညီမတို့တွန်းတကားလည်းမဟုတ်ဘူးနှစ်ဖက်ပွင့်တကားလည်းမဟုတ်ဘူးခေါက်တကားကိုထည့်ပေးထားတာပေါ့နော်ဒီကနေဝင်လာပြီဆိုတော့ညီမတို့ကဒါအင်ရှိရဲ့ ခြံစည်းရိုးခြံအတွင်းထဲကိုရောက်ပြီးဒီမှာဆိုလို့ရှိရင်လည်းတမန်သလေးကိုလောကရှင်းရှင်းလင်းလင်းထားပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်ရေမော်တာပတ်နေထားလို့ရတဲ့နေရာရှိမယ်သူကအောက်မှာလည်း ground တန်ပါသေးရပါတော့ ground တန်လည်းပါမယ်ခြံစည်းရိုးပပတ်လေကိုလည်း blade ဆိုးကျွေးရင်ထားပေးထားတယ်အုတ်တိုင်းလည်းခတ်ပြီးသားဆေးလည်းတုပ်ပြီးသားဒီနေရာမှာဆိုလို့ရှိရင်လည်းကိုယ့်မှာကိုပန်းပင်ပါညာနဲ့အလားစင်ပြီးတော့ဒါ mini kit mini garden လေးလုပ်လို့ရတာပေါ့နော်ညီမတို့ဒီမှာအိမ်ထဲတစ်ချက်ဝင်မကြည့်ခင်မှာအရှိမနဲ့ဝါကိုကြည့်မယ်ဆိုလို့ရှိရင်လည်း brain mount ကျေးသုံးပေးထားတယ်ပြီးတော့ဒီအပေါ်မှာ ceiling ဆိုလို့ရှိရင်လည်းအမြင့်ပေါ်မှာအလားစင်ပေးထားရပါတော့နော်မြေဆိုင်နေပါလေ ထည့်ပေးထားတယ်။ကျမတို့တစ်ချက်အိမ်ထဲဝင်ကြည့်ပါ။ဒီအိမ်ထဲဝင်ကမှမြင်ရမှာတော့ဒီဟာပေါ့နော်။စတီးဘာတာတကားပေါ့နော်။အဲ့တကားဆိုလို့ရှိရင်တော့ဒါဒီအိမ်ရဲ့လုံခြုံမှုတော့ကိုတဆင့်ခံထားတဲ့ပုံစံမျိုးပေါ့နော်။ပြီးတော့မှကျမတို့ဒီမှာကျွန်းတကားနှစ်ဖက်ဖွင့်ရှိမယ်ပေါ့နော်။ အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ living room area ကိုရောက်ရှိပြီဖြစ်ပါတယ် living room area ဆိုတဲ့အတိုင်းပဲလုံးဝလှလှပပတသေးတသက်လေးရှိရဲကျွန်းပါကိတဲ့အကုန်လုံးခင်းမိထားရပါတော့အပေါ်မှာဆိုလို့ရှိရင်လည်း ceiling lighting ဒီမှာမီဆိုင်နေရဆိုတာလှလှလေးလုပ်ပေးထားရပါတော့ဒီဘက်မှာဆိုလို့ရှိရင်လည်း customer တွေလုံးဝပြန်ပြီးတော့ဒီအလားစင်စရာမလိုအောင် TV စမ်းထားလို့ရမယ့်နေရာလေးဒီမှာနေရာကက်ကက်ဘိနက်တွေအားစား အကုန်ထည့်ပေးထားတယ်။ဒကားတွေအိမ်ရဲ့ဒကားတွေဆိုလို့ရှိရင်လည်းဒီအထဲထဲမှာပေါ့နော်။သံမန်းအထက်အတွင်းသံမန်းတွေထည့်ပေးထားတာပေါ့နော်။အောက်မှာဆိုရင်ညီမတို့က level ရရှိမယ်။အနောက်မှာဆိုလို့ရှိရင် single တခန်းရှိအောင်မယ်။ပြီး kitchen area ရှိမယ်ပေါ့။ညီမတို့ဒီမှာရှောက်လာတဲ့ဒီရှောက်လန်းသားမှာလေကားခွင်ရံပေးနာမှာဆို area တသေးလေးတစ်ခုရှိမယ်။အဲ့ဒါကြောင့် store area ကြီးလုပ်လို့ရတာပေါ့နော်။သူ store area လည်းပြောမယ်ဆိုတော့၅ဘိတ်ကျော်ကျော်အရက်လောက်နေတောင်မှတခန်းစာပေါ့နော်ဝင်လို့ရတဲ့အကျယ်ပုံတစ်ခုရှိရယ် ဒီဘက်ကိုဆက်ရှောက်မယ်ဆိုတော့စင်ငယ်စင်ငယ်ကန်းရှိမှာပေါ့နော်အကန်ကနေစပြီးတော့ကျွတ်ပါကင်းသုံးမိထားတယ်ဒီမှာနောက်ပိုင်း kitchen area နဲ့နီးစပ်သွားတဲ့နေရာမှာတော့ဒီကျွေပြားရဲ့သုံးမိထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ညီမတို့ single room ရပြီ ဒီစင်ငယ်ကန်းဆိုလို့ရှိရင်လေကျမကခင်မိထားတဲ့အခန်းလေးချင်ရယ်ပေါ့နော်ဒီအခန်းကိုကိုမကိုပဲသုံးသုံးဒါမှမေရုံးထားချင်တယ်ဆိုလို့ရှိရင်ရတယ် brain box တွေအားစားဒီမှာအတွင်းတံပန်းထည့်ပေးထားတယ်မီးဆိုင်တွေပါမယ်ပေါ့နော်ပြီးတော့ဒီအခန်းတွင်းသုံးဖို့အတွက် flat box တွေအကုန်လုံးထည့်ပေးထားအပေါ်မှာလည်း echo flat box တွေထားပေးထားရယ်ပေါ့နော်ညီမတို့ kitchen area ကိုကြည့်မယ် ကချင် area ကိုရောက်ခင်မှာဆိုလို့ရှိရင်သူကဒါနေရန်အနေနဲ့ပေါ့နော်အလားဟို cabinet လေးထားပေးထားတယ်ပြီးွားရင်ဟိုမိဖို့ချောင်ဘက်ကို hot tight အနေနဲ့ဖွင့်ထားခြင်းလည်းရရပါဘူးနော်တကယ်လို့ကိုကဟင်းနေပါရဲ့ချက်မှာအနန္တထွက်မှာဆိုလို့ရှိရင်တော့ဒီမှာမိဖို့ချောင်ကိုသူကဒီခောက်တကားလေးနဲ့အရှင်လုပ်ပေးထားပါဘောနော်အရှင်နေနဲ့တော့ရရ အခုဒီရဆိုလို့ရှိရင်မီးဖို့ကြောင့်ရောက်ပြီပေါ့နော်မီးဖို့ကြောင့်ဆိုလို့ရှိရင်လည်းအောက်မှာအစိုးတဲ့တတအောင်လို့အမဲရောင်ချွေပြားရည်နဲ့လုပ်ပေးထားတယ်အပေါ်မှာလည်းအပူပန်ချွေပြားရည်နဲ့ဒီမှာဆိုလို့ရှိရင်လည်းကပိနက်တည်းကအကုန်ပြည့်စုံပေါ့နော်ဒီကပိနက်ဆိုလို့ရှိရင်သူကလုံးဝ plain တိုင်းမဟုတ်ဘဲနဲ့ပကံနေပါရည်ထည့်လို့ရအောင်တခါလေဟိုပကံထည့်လို့ရရဲ့ကပိနက်တွေပါတခါလေးထည့်ပေးထားတယ်အပေါ်မှာဆိုရင်လည်းအာအပါကပိနက်တွေအကုန်လုံးထည့်ပေးထားရယ်ပေါ့နော်ဒီ kitchen ရဲ့ဒီဘက်မှာဆိုလို့ရှိရင်ညီမတို့ရေချိုးကန်းအိမ်လာရှိမယ်သူကရေချိုးကန်းနဲ့အိမ်လာတွဲရက်လာမှာမဟုတ်ဘဲနဲ့တခန်းစီသွားမှာပေါ့နော် ဒီ children area ဆိုလို့ရှိရင်တော်တော်ကျယ်တယ်ပေါ့နော်ဒီမှာအရေးမူရေးအရာမယ်ပြီးွားလို့ရှိရင်သူကဒီမှာ cabinet လေးအကုန်ထည့်ပေးထားပါပေါ့နော်ဒီ children area မှာဆိုရင်ဘေးမှာဆိုလို့ရှိရင်တော့ toilet area ဆိုလို့ရှိရင်လည်းကျယ်တယ်ဒီမှာကျွေးပြားတွေပါတယ်အကုန်လုံးကပ်ပြီးသားသူလည်းကျယ်တယ်ပေါ့နော်ချစ်ချင်းလေးမဟုတ်ဘူးဒီချိုးကအိမ်နာတကားတွေဟာအစားကျုံတကားတွေနဲ့ပဲသုံးမိထားတာပေါ့နော်ဒီနောက်မှာဆိုရင်ညီမတို့ဒီမြေပိုကြောင်ထွက်လာမယ်ဆိုရင်တော့မြေပိုလေးရှိအောင်မယ်အဲ့မြေပိုကိုဝက်ကီချင်းနဲ့သုံးလို့ရရတယ်ပေါ့နော် ုံညီမတို့ဒီမှာထွက်လာပြီဆိုတို့လည်းဒီမှာဖေးစင်းနေပါတယ်ခါရဲထက်ပေးတာအဲ့တော့ကိုကဒီနေရာမှာဝယ်ကီချင်းနဲ့တုံးပြီးအထဲရဟာကိုကျွန်တော် drying kitchen နဲ့တုံးလို့ရတာပေါ့နော်ဒီဘက်မှာရှောက်လာမယ်ဆိုရင်ဒါညီမတို့ဝှက်လျှော့သက်တယ်ထားလို့ရမယ့်နေရာပေါ့နော်ဒီမှာ plug box ရှိမယ်တခါလေးရေထည့်လို့ရအောင်ခေါင်းနေပါတယ်ဆိုခါရဲလုံးပေးပြီးသား ဒီဘက်မှာဆိုရင်တော့ဒါနောက်ဖိတ်ချက်စီကိုအပေါက်ကိုထွက်တဲ့အပေါက်ပေါ့နော်အဲ့တော့ဒီနေရာမှာ vacation vacation သုံးမယ်ဒီနေရာမှာ dry kitchen သုံးမယ်ဆိုလို့ရှိရင်တော့ဒီနေရာကိုလုံးဝ dining area လုပ်လို့ရပါတော့ dining room area လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်း plate box တွေပါထားပြီးသားဆိုရေကက်တိုင်ပါထားလေအဆင်ပြေရေပေါ့နော်အခုဒါညီမတို့အောက်ထပ်ပြီးသွားပြီဆိုတော့အပေါ်ဆုံးထက်တစ်ချက်တက်ကြည့်ကြမယ်အခုအပေါ်ဆုံးထက်ဆိုလို့ရှိရင်ဒါလေကားဝင်ရဒါလူနှစ်ယောက်ရှောက်လို့ရတဲ့နေရာရှိရေလေကားဝင်လည်းပြ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 ပဲ အလင်းရောက်ရအောင်လို့ဒီမှာမှန်တကားမှန်နေနဲ့လုပ်ပေးထားတယ်ပေါ့နော်အခုဒါဆိုရင်ညီမတို့အပေါ်ဒုတိယတက်ကိုရောက်ပါပြီဒုတိယတက်မှာဆိုရင်တော့ညီမတို့မာစာနှကန်းရှိမယ်ဖျားကန်းရှိမယ်ပေါ့ညီမတို့ဖျားကန်းကိုတစ်ချက်အရင်ပြပေးမယ်ဖျားကန်းကတော့သူကလမဖွင့်တကားမဟုတ်ပဲနဲ့ဒီ slide တော့တကားလေးလုပ်ပေးထားတာပေါ့နော်နင်းအားယူတာလည်းတတ်တာပေါ့အခုဒါဆိုရင်ဖျားကန်း area ပေါ့နော်ဖျားကန်း area ဆိုလို့ရှိရင်လုံးဝ hot တိုက်အကျယ်ကြီးပဲကိုဖျားကန်းကိုကိုမကို customer စိတ်ကြိုက်ဖျားကန်းကိုလည်း ပြေလို့ရတယ်ပြီးွားရင်မီးဆိုင်ဆိုလို့ရှိရင်လက်လာလေးသုံးမိထားရပေါ့เนาะဖျားခန့်ရဲ့တစ်ဆက်တည်းမှာပဲဒါကတော့ runner ရှိမယ်ပေါ့ဒီ runner ဆိုလို့ရှိရင်ဖျားခန့်နဲ့တစ်ဆက်တည်းပြေတဲ့အတွက်ကြောင့်မို့လို့လေဝင်လေထွက်လည်းရမယ်အလင်းရောင်လည်းကောင်းကောင်းရမယ်ပုံစံမျိုးလေးဖြစ်ပါတယ်မီးဆိုင်နေပါလေးကလည်း runner မှာတစ်ခါရေးထိတ်ပေးပြီးသားပေါ့เนาะဒီမှာတော့ဖျားခန့်နဲ့ထွက်လာမယ်ဆိုလို့ရှိရင်ဒီ border မှာ master နှခန်းရှိရတဲ့အတွက်ကြောင့်မို့လို့တစ်ခန်းစီဒီမှာတော့ဝင်ကြည့်ကြပါမယ် ဒါကတော့အပေါ်တော့မှာရှိရမှာစာကန်းမှာအကျယ်ဝန်းလဲတော်သင့်ကျဲတယ်သူလဲဒီမှာမီဆိုင်တွေပါထည့်ပြီးသားပေါ့နော်မာစာကန်းဖြစ်တဲ့ဘက်ကြောင့်မလို့ရေချိုးကန်းအိမ်ထဲတွေ့ရပါတယ်ပေါ့နော်သူကအခန်းထဲကမာစာကန်းတွေအကုန်လုံးကျွေပြားလုံးဝအသက်နေကပ်ပေးထားတယ်ရေပူရေးရတယ်ဒီမှာကပ်ပိနက်တွေအကုန်လုံးထည့်ပေးထားတာပေါ့နော်ဒီကနေထွက်လာပြီဆိုညီမတို့ဒီဘက်မှာနောက်ထပ်မာစာကန်းတစ်ခန်းရှိမယ် ဒီမှာစတန်လည်းအကျေဝန်းကတူတူပဲဒါပေမဲ့သူကတော့နည်းနည်းပိုကျတဲ့ရောင်ရှိရပေါ့နော်။သူလည်းအကုန်လုံးအခန်းမြင်စင်ရတော့ရှေ့ရခန်းနေတော့အပြင်စင်ရတော့တူတူပဲတိတ်ပြီးတော့ကွဲလဲဝါးတာတော့မရှိဘူး။သူရဲ့ရေချိုးခဲအင်နာဆိုလို့ရှိရင်လည်းကျေတယ်။ဒီမှာပါတဲ့ရေချိုးခဲအိမ်သာဆိုလို့ရှိရင်ကျေပေါ့နော်ဒီမှာဘိုးထိုင်တက်တက်ဒီမှာရေချိုးရဲ့နေရာတက်တက်ရှာဝါလည်းပါတယ်ကပိနက်တွေလည်းပါတယ်ပေါ့နော်အခုညီမတို့အပေါ်ဆုံးတစ်ထပ်ပေါ့နော် 3RC ဆိုတော့နောက်တစ်ထပ်ကြံနေမယ်အပေါ်ဆုံးတစ်ထပ်ကိုတစ်ချက်တည်းကြည့်ရမယ် ဒါကတော့အပေါ်ဆုံးတက်ပဲဖြစ်ပါတယ်အပေါ်ဆုံးတက်မှာဆိုလို့ရှိရင်ညီမတို့က master တခန်းရှိမယ်ပြီးွားရင် runner ကျဲတစ်ခုရှိမယ်ပေါ့နော်ဒီအပေါ်ဆုံးတက်မှာဆိုလို့ရှိရင်တက်ထားတဲ့မေးစိုင်းလေးတွေအစားတလားပပလေးတက်ထားတာပေါ့နော်အဲဆိုရင်ညီမတို့ဒီက master gun ကိုတစ်ချက်ဝင်ကြည့်မယ်ဒီမှာစာကတော့ဒီအိမ်မှာအကျယ်ဆုံးခန်းလို့ပြောလို့ရတယ်အခန်းနှခန်းစာလောက်ရှိရပါတော့ဒီမှာလည်း area တစ်ခုရှိရဒီဘက်မှာလည်း area တစ်ခုရှိရပြီးွားရင်ဒီတစ်ခန်းလုံးမှာမီးဆိုင်တွေအပြုံမှာလုံးဝမီးမီးလုံးတွေအများကြီးနေပါတော့အလင်းရောက်ကောင်းကောင်းရအောင်လုပ်ပေးထားတယ်သူရဲ့ အိမ်တိုင်းရေချိုးကန်ကတော့ဒီဘက်မှာပါသူ့ရဲ့အိမ်တိုင်းရေချိုးကန်ဆိုလို့ရှိရင်အခန်းထဲမှာရှိရဲ့မာဆာထဲမှာသူ့အခန်းအကျယ်ဆုံးလို့ပြောလို့ရတယ်ဒီမှာလဲတနေရာရှိလို့မျိုးဒီဘက်မှာလည်းလုံးဝ area တစ်ခုထိကျယ်သေးရဲ့ဒီမှာ cabinet ပါမယ် shower ပါမယ်ရေမူရေးဆက်တွေအကုန်ပါမယ်ပေါ့နော်ဒီမှာတော့ဒီအပေါ်ဆုံးကနေပြီးတော့မာဆာကန်ကနေဖတ်လာပြီဆိုလို့ရှိရင်ဒီဘက်မှာကတော့ runner chair တစ်ခုရှိမယ်။ runner chair ကိုထပ်ထပ်ပေါက်လို့လည်းတို့ချိုးနှခါနေပဲတုံးမိထားတာပေါ့နော်။ ဒီဟာကလုံးဝအကျင့်အေးပဲသူကပေး20ဆိုတဲ့အခြေပေါ်မှာပဲဒီအပြည့်ကိုပဲသူက runner ပုံစံမျိုးလုပ်ထားတာအကျွေးပြားတွေအကုန်လုံးအပြည့်ခင်းပေးထားတယ်ဒီမှာလည်း business တွေပါတယ်တက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုမ္ပဏီသားစုနဲ့စားတော့တာပဲဗားတွေပါတယ်လည်းလုံးလို့ရတယ်ပေါ့နော်ပြီးွားလို့ရှိရင်ဒီအပေါ်မှာဆိုလို့ရှိရင်ညီမတို့နောက်တစ်ဆင့်ရှိသေးတယ်တစ်ချက်တက်ကြည့်လိုက်မယ်နော်အခုညီမတို့ runner ဆရာနေပြီးတော့ကြောင်လီကန်လေးရတယ်တက်မယ်ဆိုလို့ရှိရင်ဒါလုံးဝ root.sl အကျယ်ပေါ့နော်ဒီအိ ပေအရှိထားကိုတို့က root of slack ခင်းထားတာဒီအခင်းဆိုလို့ရှိရင်ညီမတို့ root of proof code ကိုတစ်ခါထည့်ပေးသားပါတော့မိုးတွေရုံမှာစိတ်မှာလဲစောက်ဆရာမလို့အပေါ်မှာလဲ overhead နဲ့ထည့်ပေးထားတယ်ဒီပေါ်မှာလဲလုံးဝအချိုးတွေပဲလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှပါမဟုတ်ဘူးအပေါ်မှာပဲမိသားစုတွေနဲ့အေးအေးဆေးဆေးနေမယ်ဆိုလို့ရှိရင်ရတယ်ပေါ့နော်ဟုတ်ကဲ့ညီမဒီဒီဖက်တိုးလုပ်ပေးသွားတဲ့အိမ်လေးရဆိုလို့ရှိရင်တော့မြောက် တကုံမျိုးနဲ့ရက်ကွက်ကောင်တစ်ခုမှတရှိရဲ50ရက်ကွက်မှတရှိရဲ 3RC အိမ်လေးလုံးပဲဖြစ်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကဆိုလို့ရှိရင်တော့ကျပ်သိန်း1000 1000နဲ့မှ900ပဲကျပ်သိန်းမှာဖြစ်ပါတယ်ဒီအိမ်လေးနဲ့ပတ်သက် က်ပြီးတော့ဆက်သွယ်ဆုံးမ်းခြင်းနဲ့ဆိုလို့ရှိရင်ညီမတို့ရဲ့ new home reality facebook messenger ဒါမှမဟုတ်ရင် hotline နံပါတ်ဖြစ်တဲ့ခွန်ခွန်လေးခွန်ခွန်လေး6669ကိုဆက်သွယ်ဆုံးမ်းလို့ရပါတယ်ရှင်